ကိုဟမ်ရိုလက်စ်နာရီဝယ်နေတာလေသူကကျိုးရရအမျိုးမျိုးရှိတော့ကို့ပုံစံနဲ့လမ်းအောင်ဘယ်လိုရွေးလို့ရလဲဘယ်လိုရွေးလို့ရလဲဆိုရင်ပေါ့နော်ဟိုရိုလက်စ်မှာကျိုးက6မျိုးရှိတယ်6မျိုးတည်းကဒါပထမဆုံးဆိုရင်ပေါ့နော်ဒါဟိုဒါ Oyster bracelet လို့ခေါ်တာပေါ့ Oyster မှာတော့2မျိုးရှိတယ်ပေါ့နော်ဒါကလုံးဝ brush လုပ်ထားတဲ့ဟာနဲ့ဒါကတော့လုံးဝလေးမှာ gloss လုပ်ထားပြီးပြောင်ပြောင်လေးပေါ့နော် ဒီဟာဘာပြဿနာတက်လဲဆိုရင်လက်စီတို့လက်ရာတွေချစ်ရာတွေတော်တော်ထင်လွယ်တယ်အဲကြတော့ဒီဟာဟိုတချို့ကတိတ်မကြိုက်ကြဘူးဒါပေမဲ့လူကြီးဆန်ဆန်လို့လုံးဝပို့လူကြီးဆန်ဆန်လို့ဂျန်နမတ်ဆန်ဆန်ဝတ်ချင်တယ်လူကကိုယ်ကလည်းနည်းနည်းလူပေါင်းကြီးကြီးဆိုရင်တော့ဒါလေးကတော့ပို့အဆင်ပြေတယ်ပေါ့နော်အဲဒါလေးကတော့လုံးဝ OP တွေမှာသုံးတယ် low latency entry ဘယ်လိုပြောရအောင် OP မှာသုံးတယ်ဒါ oyster jewel ပေါ့ဒါကတော့ oyster အကြောင်းပေါ့နော်အဲဒုတိယ jewel ပေါ့နော်ဒီ jubilee bracelet ပေါ့ဒါကတော့လုံးဝ rolex ရဲ့ iconic အဖြစ်ဆုံးပဲ ီဟာဝတ်ထားလိုက်တာနဲ့အဝေးကနေတန်းပြီးမှာပေါ့နော် Rolex မှာတန်းသီးတာဖြစ်တဲ့နာကြီးပေါ့နော်ဒီဟာကိုပေါ့နော် Rolex ဆူမယ်ဆိုရင်လည်းဝတ်လို့ရတယ်ပြီးရင်ပေါ့နော် Rolex ကြိုက်တဲ့သူတွေပြီးတော့လုံးဝ flashy ဖြစ်တာကိုကြိုက်တဲ့သူတွေဟိုပေါ့နော်ဟိုလူကြီးဆန်ဆန်လူငယ်ဆန်ဆန်ဝတ်လို့ရတဲ့ဂျူလီပေါ့ဒီဂျူလီဂျူလီကတော့ဒါလည်းတော့သဘောကျတယ်ပေါ့နော်ဂျူလီဂျူကတော့ အဲနောက်ထပ်တစ်ခုအောင်တော့ president bracelet အဲ့ဒါတော့ကျွန်တော်မှမရှိဘူးပေါ့နော်အဲ president bracelet ကတော့ဝယ်ဖို့လို့စဉ်းစားထားလို့မယ်အဲ့ဒါကိုမြင်လိုက်တာနဲ့ပေါ့ rollers ကအဲ့ president bracelet မှာစတီးလုံးဝမထုတ်ဘူးသူကရွှေတွေငွေတွေ platinum တွေနဲ့အဲ့ဒါတွေလုံးဝထုတ်တာဖြစ်ပြီးမှအဲ့ဒါကိုကြည့်လိုက်တာနဲ့လုံးဝ precious metals မှာတန်းသိတယ်အဲ့ဒါဘလူတွေဝတ်တင်လဲဆိုတော့စီးဝါးရေးတွေပညာစီးဝါးရေးလုပ်တဲ့သူတွေအသက်40ကျော်ကျော်50ဆိုတော့တော်ဝတ်လို့ကောင်းတယ်ဟိုပေါ့နော်လူကြီးဆန်ဆန်နဲ့တော်တော်ကိုမိုက်ပြီးမှတလုံး president bracelet ဆိုခဲ့ရပေါ့နော် president တွေပဲဝတ်တဲ့ကျိုးဆိုပြီး rollers ကသမုတ်ထားတာပေါ့အဲ့ဒါကို နောက်တစ်ခုကတော့ဗောနော်ဒီဗောနော်ဒီ rubber bracelet rubber bracelet က oyster flex လို့ခေါ်တာဗောနော် rollers မှာဒီအားတော့ data တွေမှာထုတ်တယ်ဒီ data နာဆိုတော့တည်တဲ့အတိုင်းဗောနော်ပြိုင်ကားမောင်းနေပြိုင်ကားကြိုက်တဲ့သူတွေပြီးတော့ဟိုကိုကိုကို play point vibe ဖြစ်တဲ့သူတွေဒါဆိုရင်တော့ဒီ data နာလေးကိုကြိုက်တယ်ဗောနော် data နာဝတ်ဖို့အားပေးတယ်ဗောနောက်တစ်ခုကတော့ pearl master pearl master ကတော့တည်တယ်ကျွန်တော်ကတော့မရှိဘူးတော့ main glee main glee အတွက်ထုတ်တဲ့ကြိုးဗောနော် main glee ဝတ်တာတွေဒါအများကြီးတယ် pearl master ကတော့ နောက်ဆုံး6ကျိုးမြောက်ကတော့ဒီ rubber brake robot ဒီ leather bracelet ပေါ့ leather bracelet ကတော့တည်တယ် Rolex Cellini တို့ဘာလို့မှထုတ်တယ်ဒီ date မှာထုတ်တယ်အခုတော့ဆမ်ထုတ်တော့ပေါ့နော်ဒီ date ကို leather bracelet နေရဒီကတော့ဘယ်လိုတွေဝတ်တယ်လဲဆိုတော့ dress watch နေနဲ့ဝတ်တဲ့သူတွေတိုက်ပုံနဲ့ဝတ်တဲ့သူတွေပြီးတော့အဲ့လိုမျိုးပေါ့နော် style band နဲ့ဝတ်တဲ့သူတွေဆိုတော့ဒါလေးတော့တော်တော်အဆင်ပြေတယ်ပေါ့နော်ဒီ leather bracelet ကတော့အဲ့ဆို main glare ရဲ့တက်က band master ဆိုတော့မှလိုက်တော့မယ်နော်အရင်ကောက်ကဝယ်ပြီးတော့ကောင်းကောင်းမဟုတ်ဘူးဘာမှ band master မှမမှားနဲ့တော့